ကဲတင်ငင်းနေ find number 2နော်အခုကုနာ find number 1အခုက find number 2 2025ရေမြောက်တဲ့ find number 2ဒီ find number 2နဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြနော်ဒါလေးကရှိမှလဲကျွန်တော်ဒီကောက်ကြောင်းနဲ့ပတ်သက်ပြီးရှိမှလဲ like ခဲ့ဘူးတယ်ပြောလဲပြောပြခဲ့ဘူးတယ်ဒါလေးနဲ့ပတ်သက်ပြီးရှင်းပြမယ်ရှင်းပြမယ်ဆိုတော့ဒါလေးကနှစ်ဦးမှာငါးနောက်ပိတ်ခဲ့တဲ့ဟာလေးဒီငါးနောက်ပိတ်ဒါအခြေတဝင်းရှိအခြေတဝင်းကျွန်တော်တင်ရင်ဟိုရှိမှပြောပြီးနော်အခြေတဝင်းက အဲနောက်မှဆက်ရှင်းပြမယ်သူ့အကြောင်းအရာရောက်မှရှင်းပြမယ်ဒါနဲ့ဒီကောက်ကြောင်းနဲ့ပတ်သက်မနစ်ကလည်းအောင်ခဲ့တယ်ဒီနေ့မှလည်းဒီကောက်ကြောင်းနဲ့လိုက်တာရှိတယ်အဲဒါနောက်ပွဲအတွက်နောက်ပွဲကျမှရှင်းပြမယ်နော်ဟုတ်လောလောဆယ်ဒီအရာလေးနဲ့ပတ်သက်ပြောပြမယ်ဟာဒီမှာငါးပရိအဲ့ဒီငါးပရိကသူ့ဘေးကနေတစ်ချိန်နှစ်ချိန်သုံးချိန်တော့ငါးလို့ပိတ်ခဲ့တာငါး break ကိုငါးလို့ပိတ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီငါး break အပေါ်မှာဟာဒီအခုံးသုံးအဲ့အခုံးသုံးဟာသုံးပိတ်ရသုံးထိပ်လို့ရိုက်ခဲ့ဒီကောက်ကြောင်းဒီကောက်ကြောင်းလည်းဟိုဘက်ကတစ်ချိန်နှစ်ချိန်ဒီကောက်ကြောင်းဟိုဘက်ငါးပိတ်ရဟိုဘက်တစ်ချိန်နှစ်ချိန်သုံးချိန်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ထဲမှာ ငါးပရိနဲ့ပတ်သက်ပြီးဖမ်းလာဟုတ်ပြီနော်အဲလေးနှစ်မြောက်တည်းမှာငါးပရိနဲ့ပတ်သက်ပြီးတော့သူကဒီနေရာလေးမှာငါးပရိဆိုတာကြာထားတယ်သူကနှစ်ပွဲကျော်မှာငါးပရိဆိုတာကြာထားတယ်သူ့ရဲ့အောက်ကိုနှစ်ပွဲလေးပွဲငါးပွဲကျော်မှာငါးပရိတို့ကြာထားတယ်ဟုတ်ပြီနော်အဲဒီငါးပရိဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖမ်းလာတာဟုတ်ပြီဒါငါးပရိအကြောင်းပြောပြတာကျန်တဲ့အကြောင်းအရာတွေကိုနောက်မှဆက်ပြောမယ်နော်ကျန်တဲ့အကြောင်းကနောက်မှဆက်ပြောမယ်ငါငါပရိအကြောင်းကိုပြောမယ်ဒီမှာလည်းဒုတိယကတ်ဒုတိယကတ်မှာလည်းဒီငါးပရိဒီသူ့ပြည့်ရနေတစ်ချိန်နှစ်ချိန်တော့ကျွန်တော်ငါးလို့ပိတ်ခဲ့တာ ဟာဒီအခုံးတုံးကသုံးပိတ်ကသုံးထိတွေ့ရခဲ့တယ်အဲအကျောင်းကအခြေတဝန်းရှိရနော်အဲအခြေတဝန်းနဲ့ပတ်သက်မနစ်က900ရာလေးအောင်ခဲ့တဲ့စိုက်ဒီစိုက်ကဟုတ်ပြီအဲငါးအပိတ်ရဟုတ်ပေါ့တကြိမ်တနည်းနည်းနည်းသုံးနည်းကျော်လေးနည်းမြောက်တွဲမှာအဲဒီငါးပရိတ်လို့ပြန်ပြီးတော့ဒီနေရာမှာပဲထွက်တယ်ဟုတ်ပြီနော်ဆယ်ကျင်မြောက်မှာပဲငါးပရိတ်လို့လိုက်တယ်လိုက်ပြီးတော့နှစ်ပွဲကျော်ပြီးတော့ငါးပရိတ်လို့ဆက်လိုက်တယ်နောက်ထပ်ငါးပွဲကျော်ပြီးတော့မှငါးပရိတ်လို့ဆက်လိုက်တယ်ဟုတ်ပြီနော်ဒီကောက်ကြောင်းလေးဖမ်းလာတာဟုတ်ပြီဒီမှာလဲဒီမှာကျတော့လေအခုနပြောတယ် ငါပြိသူ့ပြန်နေတဲ့ဂျင်းနေဂျင်းသုံးရင်တော့ငါပြိကြောင့်ငါလို့ပိတ်သူ့ပေါ်မှာအခုံးသုံးအဲ့တော့ကသုံးပိတ်သုံးထည့်လို့ရိုက်ခဲ့သေးတယ်ကသူ့ဘက်ကတနည်းနဲ့နဲ့သုံးနဲ့လေးနဲ့မြောက်တော့ငါပြိကိုဒီနေရာကိုကျွန်တော်ခေါ်ထားတာကြိုပြီးခေါ်တာဒါတွေမထွက်သေးဘူးဘာမှမသိသေးဘူးမနစ်ကတည်းကစဉ်းစားပြီးတော့ရေးထားတဲ့ကောက်ကြောင်မနစ်ကတည်းကတော့၈၄၃ထွက်ပြီးတော့နေကဒီဆွဲထားတဲ့ကောက်ကြောင်နော်ကြိုခေါ်ထားတာအဲ့ဒါလေးကအခုဒီချိန်မှာဆိုလို့ရှိရင်ဒါ၁၀ချိန်မြောက်မှာငါပြိလို့ကျွန်တော်ညှို့ဟောတာခြေအတိုင်းလေးတွေ့ငါပြိသူ့နှစ်ပွဲကြောင်မှာငါပြိ သူက၅ဘွဲကြော်မှာ၅ပလေးသူဖမ်းလာတာဟုတ်ပြီနော်အဲ့ဒီ၅ပလေးနဲ့ပတ်သက်ပြီးဒါပြောပြကဲ not finder အတွက်မိမလားမသိဘူး not finder အတွက်မမိဘူးပြ not finder ၅မိနစ်မကောက်အဲ့တော့ဒီဟာလေးဝယ်၅မိနစ်နဲ့ပဲကျွန်တော်ပြီးအောင်လေးထားလိုက်မယ်နော်ကျွန်တော်တို့ရင်နော်ဒီနေရာမှာ၅ပလေးဒီနေရာမှာ၅ပလေးဒီနေရာမှာ၅ပလေးလို့ကျွန်တော်အဲ့လိုညွှန်ဆိုချင်တာဟုတ်ပြီနော်ဟိုဒီဘွဲကစဖမ်းတာ၅ပလေးကို ဟုတ်ပြီဒါက1မိနစ်ကျော်3မိနစ်တည်းရောက်သွားပြီအဲ့တော့ကျွန်တော်ဒါလေးကိုဆက်ပြီးတော့နောက်မှဆက်ပြီးတော့ဒီကြိမ်ရောက်လို့ရှိရင်ငါးပရိတ်ကိုဘယ်ကဏ္ဍနဲ့ထုတ်ရမလဲအဲ့ခါကျမှကျွန်တော်ရှာပြအောင်ကျွန်တော်ဖွဲ့ထားပြီနော်အခုတော့ထားလိုက်ဒီနှစ်ပွဲမှာဘာလာမလို့မသိသေးဘူးဒါဒီပုံမှာအဖြစ်မူတည်တယ်ဒီရဲ့အဖြစ်ပုံမှာမူတည်ပြီးအောက်မှာဆက်လို့လို့ဟာကျွန်တော်တကယ်ကြီးနေဘာမှစိတ်တက်မကြနဲ့အားမငယ်နဲ့ဒီနေ့ထဲမှာအောင်ကိုအောင်ရမယ်ဗျာကြီးကြီးမားမားအောင်ရမယ်ကျွန်တော်များစွာစူးစမ်းတာရှိတယ်အဲ့ကျွန်တော်တကယ်ကြီးနေအတွက်ကျွန်တော်အဓိကဦးစားပေးပြီးတော့ကျွန်တော်တင်ဆက်ပြသပေးမယ်အခုလို့ เนาะအခက်ခဲဖြစ်တဲ့အချိန်မှာကျတော့ live တွင်ပြီးတော့မရတဲ့ခါကျတော့ကျွန်တော်မှကအခုလိုအပိုင်းပိုင်းတိတိတိတွေလောက်ရတဲ့ပုံတွေကနားလည်ခွင့်လို့ပြီးကြလို့ပဲကျွန်တော်အနေနဲ့မြင်တဲ့အခါတောင်းမှမရဘူးကျွန်တော်တကယ်ကြီးနေเนาะအဲ့တော့ဒီ၅ brain နဲ့ပတ်သက်ပြီးဒါဆိုရင်ねဒုတိယကတ်မြောက်၅ brain ကောက်ချောင်းလေးဖြစ်တယ်ကဲဒီမှာခဏရက်မယ်ရက်ပြီးကျွန်တော်ဆက်သွားမယ်